ဖုံးလွှမ်းမိအရာများခန္ဓာဤခန္ဓာသည် ဖုံးလွှမ်းမိအရာ၏အကြောင်းတရင်ပါဝင်သောခန္ဓာမည်ဤမကမျိုးတော်၌ကြောက်ခဲ၏ဤခန္ဓာတွင်အာရတ်တော်26ပါးပါရှိ၏အာဟုဇဗီလာဟီမင်းရှိုင်တောနီရာဂျီဘစ်မီလာဟီရာဟ်မာနီရာဟီမ်မပြတ်မစဲတနာကျင်နာညှတာတော်မူသောမဟာကုဏာတော်ရှင် ဖြစ်တော်မူသောအလောင်းရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏အိုနဗီတမန်တော် ထိုကဘာအဝန်းကိုထိုဖုံးနှမိအဖြစ်ပြည့်အကြောင်းတရင်သည်အတင်းထံရောက်ရှိခဲ့ပြီးမဟုတ်လောထိုနေ့တွင်များစွာသောသူတို့၏မျက်နှာများမှညှိုးငယ်လျက်ရှိကြပေမည်ပင်မကြီးစွာလောက်ကံ့မှုကြောင့်မောပန်းလျက်ရှိကြပေမည်၎င်းတို့သည် အလျံပြောင်ပြောင်တောင်းလောင်လျက်ရှိသော မိတဲ့သို့ဝင်ရောက်ကြပေမည်၎င်းတို့သည်ကြိုက်ကြိုက်ဆူလျက်ရှိသောစမ်းကြောင်းတစ်ခုမှရေကိုတိုက်ကျွေးခြင်းခံကြပေမည်၎င်းတို့အဖို့ တော်ရီမိတော်စုဝင်မှာတပံအခြားအာဟာရဟူ၍ရှိလိမ့်မည်မဟုတ်ပေ။ထိုစုဝင်မှာ၎င်းတို့အားဝါဖြိုးစေမည်လည်းမဟုတ်ပေ။စာနောက်မွတ်သိချင်မှအစာပြေ ရောင်ရဲစေမည်လည်းမဟုတ်ပေတကား။များစွာသောသူတို့၏မျက်နှာများမှမူကားထိုနေ့တွင်စုပြေရှင်လန်းလျက်ရှိပေမည်။၎င်းတို့သည်မိမိတို့၏ကြိုးပမ်းဆောင်ရွက်မှုနှင့်ဆက်လင်း၍နှစ်သက်ကြည်နံလျက်ရှိကြပေမည်။ မြင်းမြတ်လာစွာသောဇနတ်ဒုက္ခပုံ၌ရှိကြပေမည်၎င်းတို့သည်ယင်းဇနတ်ဒုက္ခပုံ၌အချင်းဤအကျိုးမဲ့သောစကားကိုကြားကြမည်မဟုတ်ပေယင်းဇနတ်ဒုက္ခပုံ၌စည်းတွေလည်းရှိသောစမ်းကြောင်းတစ်ခုရှိယင်းဇနတ်ဒုက္ခပုံ၌မြင်းဆွင့်သောတလွန်များရှိကြပေသည်၎င်းပြင်တောက်၏ဖလားများသည်လည်းစီထားလျက်ရှိကြပေသည်ထို့ပြင်ကော်သောများသည်လည်းစနစ်တကျခင်းကျင်းထားလျက်ရှိကြပေသည်ထို့မှတစ်ပါး မိအုံများသည်လည်းအနှံ့အပြားခင်းထားလျက်ရှိကြပေမည်။အတို့ပါနီကလတ်အုံများသည်အဘဲကဲသို့ဖန်ဆင်းခြင်းခံခဲ့ကြသည်ကို၎င်းတို့သည်ကြီးရှုလေးလာဆင်ခြင်းသုံးသက်ခြင်းမပြုကြလေသလား။ထိုနည်းတူစွာမိုးကောင်းငင်သည်အဘဲကဲသို့မြင်းဆွင့်စီခြင်းကိုခံခဲ့ရသည်ကို၎င်းထိုဒူတောင်များသည့်အဘယ်ကဲသို့စိုက်ထူခြင်းကိုခံခဲ့ကြရသည်ကို၎င်းထိုမှတပါပထဝီမြေသည့်အဘယ်ကဲသို့ခင်းကျင်းထားခြင်းခံခဲ့ရသည်ကို၎င်း ကြည့်ရှုလေးလာ စင်ကျင်သုံးသက်ခြင်းမပြုကြလေသလုံးတို့ဖြစ်ပေရာအတင်သည်ဆုံးမလျက်ရှိပါလေအတင်သည်ဆုံးမသူတဦးမြတာဖြစ်ပေသည်အတင်သည်၎င်းတို့ပေါ်၌စောင့်ချက်အုပ်ထိန်သူမဟုတ်ပေတို့ရရမည်သူမဆိုမျက်နာလွဲခဲ့လင်၎င်းတွေ့ဖက်ညင်းပေခဲ့လင်၎င်းလောရှင်မြတ်သည်ထိုသူဟာကြီးလေးလာစွာသောပြည့်တံကို ပေးတော်မူမည်သာဖြစ်ပေသည် ဧကံမလွဲ၎င်းတို့သည်ငါရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်ရှိကြအမည်ဖြစ်ပေသည်ထို့နောက်၎င်းတို့အားစစ်စေးမေးမြန်းခြင်းသည်ငါရှင်မြတ်၏တာဝန်ပင်ဖြစ်ပေသည်